မမအကျန်းဖတ်မှုတွေဒိုးလာကြောင်းကုလကိုယ်စားလှယ်တင်ပြတဲ့တည်။မြောက်မှာလီချောင်းနဲ့လက်နက်ကြီးကြောင်း၄ရောက်သေးဆုံးတဲ့အကြောင်း ARR အတိုင်းမြို့နယ်၃ခုမှာတိုက်ပွဲဖြစ်နေတဲ့တည်နဲ့အမြန်လန်းကရဲကင်းစကန်နဲ့ရင်နှန်းကို PDF တိုက်ခိုက်တဲ့အကြောင်းအရာတွေအပါအဝင်ဒီနေ့ရဲ့နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်။မြန်မာပြည်မှာချင်းနေရီဆိုးဝါးလာနေကြောင်းကုလထူးကိုယ်စားလှယ်တွန်အန်ဒရူးကသတိပေးလိုက်ပြီး လူခွေရေးကောင်စီဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေကိုအခိုက်အမာကာကွယ်ပေးကြဖို့အရေးပေါ်မြစ်တမ်းရပ်ခံလိုက်ပါတယ်မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့လူခွင့်ရင်ချိုးပေါက်ခံရမှုအခြေအနေတွေနဲ့ပတ်သက်ပြီးစီရင်ခန်းစာတစ်တဆောင်ကိုတွန်တူးကအခုသတင်းပတ်အတွင်းကုလလူခွင့်ရင်ကောင်စီထံတင်ပြခဲ့ကြောင်းဇနီဘာကုလသမဂ္ဂရုံးကမတ်လ20ရက်ဒီနေ့မှာထုတ်ပြန်ပါတယ်။ဒီစီရင်ခန်းစာထဲမှာမြန်မာပြည်တွင် စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုရွာတွေကိုလေကြောင်းတိုက်ခိုက်မှု ဒေသခံတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုအမျိုးသမီးနဲ့မိန်းကလေးငယ်တွေပေါ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံမြင့်တက်လာခဲ့တာတွေကိုဖော်ပြထားပါတယ်။အာနာသိမ့်ပြီးတဲ့နောက်ရက်သားနေတသိန်းကျော်စစ်ကောင်စီတပ်တွေရဲ့မိရှုဖြစ်စည်းခံခဲ့ရကြောင်းနဲ့ဒီလိုချင်းနေမှာနိုင်ငံတကာအတိုင်းဝိုင်းရဲ့ထောက်ပံ့ကူညီမှုတွေရုတ်သိမ်းလိုက်တာကမြန်မာပြည်တွင်းလူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကိုပိုဆိုးဝါးသွားစေပြီးတော့ဒေသတည်ငြိမ်အေဂျင်စီတွေပါချင်းချောက်မှုဖြစ်စေတယ်လို့လည်း စီရင်ခံစာမှာဆိုထားပါတယ်ရှင်။စစ်ကောင်စီတပ်ကသခိုင်းတိုင်းမြောင်မြို့ကိုမနေ့ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလိုစက်တက်လေးဒီနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အရက်သား၄ယောက်သေဆုံးပြီးတော့၁ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မြောင်မြို့အနီးဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကမြို့ပေးပပတ်လေကရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်လှီတီဦးရွာနဲ့ကြည်ကုန်းရွာကအရက်သား၂ယောက်သေဆုံးခဲ့ပြီးစက်တက်၄ထီးနဲ့ပုံကျဲတာကြောင့်လည်း မြို့ပေါ်ကနောက်ထပ်ရက်သား၂ယောက်သေဆုံးခဲ့တယ်လို့အမျိုးသမီးတစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်အခုလိုထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူလူမှုရေးဝန်ကြီးဦးညွန့်ဝင်းအောင်ကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းတာမှာအစည်းအဝေးရှိနေလို့မဖြေနိုင်သေးဘူးလို့ပြောပါတယ်ရှင်။အေရီတိုင်းလင်းမျက်နာရေကြီးနဲ့တာပေါင်းမြို့နယ်တွေမှာအခုရပိုင်းတွင်စစ်ကောင်စီနဲ့အာရခတပ်တော်အေပူပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်နေပြီးတော့စစ်ကောင်စီဘက်ကလေကြောင်းကနေပါဘုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။လင်းမျက်နှာမျိုးနဲ့ချင်းလဲ့ရွာနီကိုမတ်လ18ရက်နေ့ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တယ်လို့ဒီကနေ့ထိလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ရေချီမျိုးနဲ့ခြေဆိုင်အမတ်တ344အမြောက်တပ်အနီးမှာလည်းအေးအေးနဲ့ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်ဒေသခံတွေကလည်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေက ဖုံးအသုံးပြုခွင့်ပိတ်ထားတယ်လို့ပြောပါတယ်။တာပေါင်းမြို့နယ်တဲပြူရွာနီးမှာတော့မတ်လ16ရက်မနေ့ကအထိတိုက်ပွဲဖြစ်နေပြီးရွာ၁၀ရွာကဒေသခံ3000ဝန်းကျင်ဗေလို့ရာကိုထွက်ပြေးတိတ်ဆောင်နေကြရပါတယ်ရှင်။နထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်318နဲ့319ချားကစစ်ကောင်စီရဲ့ရဲကင်းစခန်းနဲ့ရဲကားတစီအင်းစီးကားနှစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေကမတ်လ16ရက်နေ့မှာတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။နထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငင်းချန်ခရိုင်အမှတ်၄အမှတ်30တရင်နဲ့မြစ်သားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့နထိုးကြီး PDF ကထုတ်ပြန်ပါတယ်။ဒီထုတ်ပြန်ချက်ထဲမှာတိုက်ပွဲအတွင်းရဲတပ်ဖွဲ့ဝင်9ယောက်သေဆုံးတယ်လို့ဖော်ပြထားပေမဲ့ RFA အနေနဲ့ကတော့တိကျအတည်မပြုနိုင်သေးပါဘူး။စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ Telegram channel တွေမှာတော့ အမြန်လန်းရဲတပ်ဖွဲ့ရဲမှူးကြီးမင်းအောင်ဦးစီးတဲ့လုံခြုံရေးဖွဲ့ထွက်ခွာလာခြင်းတိုက်ခိုက်ခံရကြောင်းနဲ့ရင်းနှန်းပြင်တစောက်ချောင်းရေကင်းစခန်းလဲတိုက်ခိုက်ခံရပြီးဖြစ်ရနှစ်ခုစလုံးမှာထိခိုက်သေးဆုံးမှုမရှိဘူးလို့ဆိုပါလေရှင်ရန်ကုန်မြို့ကနေတဆင်မလေးရှားနိုင်ငံအထိကျပ်ဘီလီယံချီတက်မှုရှိတဲ့ဝင်းရင်စေဝါရောင်းဝယ်ဖြန့်ဖြူးမှုမှာအရခတ်တတော်အေအေပါဝင်ပတ်သက်မှုရှိကြောင်းစစ်ကောင်စီရဲ့ဆွဆွဲချက်ဟာ နိုင်ငံရေးအရာထိုးနှက်မှုဖြစ်ကြောင်း AA ကမတ်လ19ရက်မနေ့ကကြေညာချက်ထုတ်တုံ့ပြန်ပါတယ်ကျန်ငွေ66ဘီလီယံကျော်ဖို့ရှိတဲ့မူရစေဝါတွေဖမ်းမိကြောင်းနဲ့ဒီမှုမှာ AA ရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းဆိုသူပါဝင်ပတ်သက်နေတယ်လို့စစ်ကောင်စီကသူတို့ထိတ်ချုပ်တဲ့သတင်းစာတွေမှာမနေ့ကဖော်ပြခဲ့တာပါ AA နေနဲ့လည်းဒီကိစ္စမှာပါဝင်ပတ်သက်မှုမရှိကြောင်းနဲ့စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေကသာမူရစေလောင်ကစားနဲ့ အဂတိလိုက်စားမှုတွေမှာပါဝင်ပတ်သက်နေတာလို့အေအေကပြောပါတယ်။အေအေရဲ့ဒီပြောဆိုချက်နဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပြီးမယ်။ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူးရှင်။စကိုင်းတိုင်းကလင်းမြို့နယ်မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည်3000ကျော်တောက်တုံးရင်စေးဝန်းနဲ့စားနပ်ရိက္ခာအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်မှာတိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ February လဆန်းပိုင်းကလေးကရွာပေါင်း30လောက်ကဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိတ်ရှောင်နေရပြီးလက်ရှိရာသီဥတုပူပြင်းမှုကြောင့်ရေရှားပမှုဒဏ်ကြုံနေရတဲ့အပြင်စေဝါနဲ့အမိုးကာတွေလည်းလိုအပ်နေတယ်လို့စစ်ဘေးဒုက္ခသည်ရေအကူအညီပေးနေသူတယောက်က RFA ကိုပြောပါတယ်ရေရှားပတာနဲ့ရေမတန့်ရှင်းတာတွေကြောင့်ဝမ်းရောဂါနဲ့အရေပြားရောဂါဖြစ်ပွားနေပြီးလေကြောင်းတိုက်ခတ်မှုတွေမကြာခဏရှိနေတာကြောင့်လည်း နေရမပြတ်နိုင်ကြသေးတာလို့ဆိုပါလေရှင်။ပြည်တွင်းအခောက်ရွှေစင်းလုံးဟာအခုမက်လာအတွင်းမှာတစ်ချက်တောင်းကိုငွေကျပ်2သိန်းအထိမြင့်တက်လာတယ်လို့ရွှေလုံငန်းလုပ်ကိုင်နေသူတွေကပြောပါရယ်။မက်လာပထမအပတ်မှာအခောက်ရွှေတစ်ချက်တောင်းကိုငွေကျပ်66သိန်းရှိပြီးတော့မက်လာ20ရက်ဒီကနေ့မှာ68သိန်းအထိရှိလာတာပါ။ပြည်တွင်းမှာဒေါ်လာစင်းငြိမ်နေပေမဲ့ဒီအပိုင်းကမ္ဘာရွှေစင်းမြင့်တက်လာတာကြောင့်လို့ရွှေလုံငန်းလုပ်ကိုင်သူတယောက်က RFA ကိုပြောပါရယ်။ 2024ခုနှစ်ဩဂုတ်လက အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ6000ကျော်အထိမြင့်တက်ခဲ့သလိုအခောက်ရွှေတစ်ကျပ်သား3.80ကျော်အထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်ရှင်။နေ့လည်ကိနောက်ဆုံးရသတင်းတွေကိုထုတ်လင်းခဲ့တာပဲဖြစ်ပါတယ်ရှင်။ RFA ကိုကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမကတော့သတင်းလိုက်ပါရှင်။